ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ၁ရက်နေ့မနက်ခင်းမှတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းအနေဖြင့်အရတားပြည်သူကိုတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်ခဲ့သော MNDAA တပ်ဖွဲ့ကိုအရေးယူရန်နှင့်ပြည်သူများ၏ထိခိုက်နစ်နာမှုအတွက် MNDAA တပ်ဖွဲ့ကတာဝန်ယူမည်ဟုဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် မုံစီမြို့နယ်ပင်ခန့်ကြီးရွာနမ်လင်းချောင်းနှပိမှရွှေတူးဖော်နေတဲ့ MNDAA တပ်ဖွဲ့ကိုကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သောပြည်သူများအားတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်ခဲ့သည့် MNDAA တပ်ဖွဲ့ကိုအများပြည်သူရှေ့မောက်တွင်တရားစီရင်ရန်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွင့်ကအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒေသတွင်များအယသိရပါသည်။ အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ဗန်ရန်ခါပြည်သူကိုယ်စားလှယ်9ဦးနှင့် MNDAA အရာရှိ9ဦးပါဝင်သည့်ဆွေးနွေးပွဲကိုမတ်လ6ရက်နေ့ညနေ3နာရီမှ8နာရီအချိန်အတွင်းဗန်ရန်ခါကြေးရွာမူလတန်းကျောင်းတွင်ပြုလုပ်ခဲ့ကာသဘောတူညီချက်9ချက်ကိုရရှိခဲ့တယ်လို့သိရပါဗျာ။ ဆွေးနွေးပွဲမှာဗန်ရန်ခါချေးရွာပြည်သူကိုယ်စားလှယ်တွေကအချက်၈ချက်တင်ပြဆွေးနွေးခဲ့ပြီးအဓိကပြဿနာအရင်းမြစ်ဖြစ်တဲ့နမ်လင်းချောင်းတလျှောက်ရွှေနှစ်တင်ရန်ဇာတာများတူဖော်မှုကိုလုံးဝလုံးဝမလုံဆောင်ရဆိုတဲ့အချက်ကို MNDAA ဘက်ကကြီးကြီးပြူပြူပဲလက်ခံခဲ့ပြီးတော့အသက်သေးဆုံးသူတွေနဲ့ကြံရည်သူမိသားစုတွေအတွက်ကချင်ရိုးရာယဉ်ကျေးမှုဒလိထုံနှံဥပဒေနဲ့အညီဗန်လက်ခတာဝန်ယူဖြည့်ရှင်းပေးရန်နဲ့ ဒဏ်ရာရရှိခဲ့တဲ့ပြည်သူတွေရဲ့စေကုသဇယိမ့်နဲ့ဆုံးရှုံးနစ်နာမှုတွေအတွက်တာဝန်ယူပေးရန်ပြည်သူတွေနေထိုင်တဲ့ကျေးရွာအနီးဝန်းကျင်အတွင်တပ်စခန်းနေရာချထားမှုလုံးဝမပြုလုပ်ရန်တို့ကိုလည်း MNDAA ဘက်ကအပြည့်အဝတာဝန်ယူဖို့သဘောတူခဲ့တယ်လို့သိရပါဗျ။ပြည်သူများကိုတနက်ဖြစ်ပြစ်ခတ်တပ်ဖြတ်ခဲ့သောတပ်ဖွဲ့မှမုံဟွန်အခြေဆိုင် MNDAA တပ်ဖွဲ့များဖြစ်ပြီးအသက်သေးဆုံးခဲ့ရသောဗယံခါချေးရွာပြည်သူများ၏ရုပ်အလောင်းကိုမူမတ်လ9ရက်နေ့မွန်းလွဲပိုင်းတွင်တွားရောက်တကြိုခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဒုတိယစည်ရေးသတင်းနေဖြင့်ထန်းတပင်နှင့်ကြောက်ကြီးအဆက်ရှိကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲချမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးနေအိမ်များမီးလောင်ပျက်စီးတဲ့သတင်းကိုတင်ပြပေးပါမယ်။မက်လ6ရက်နေ့ညနေ3နာရီကျော်ခန့်တွင်ပဲခူးတိုင်းထန်းတမင်မြို့နယ်နှင့်ကြောက်ကြီးမြို့နယ်အဆက်ရှိကြောက်ကြီးပေါက်ရွာနှင့်မကြီးတော့ရွာကိုလေရင်ဖြင့်ဘုံချလုံးခန့်ကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်များအရသိရပါသည် လေကြောင်းတိုက်ခိုက်မှုအတွင်းကြောက်ကြီးပေါက်ရွာမှအသက်63နှစ်အရွယ်ဒေါ်ထွေးနှင့်မကြီးတော့ရွာမှအသက်55နှစ်အရွယ်ဦးအောင်မြင့်အေးအသက်53နှစ်အရွယ်ဒေါ်ခိုင်ဦးတို့တေဆုံးခဲ့ပြီးနေအိမ်၅လုံးခန့်မီးလောင်ပြာကျသွားတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီး ကျောက်ဖြူမြို့နယ်နှင့်စစ်တွေမြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီမှ Jet Fighter Drone နဲ့ဗုံးများကျဲချမှုကြောင့်နေအိမ်အများအပြားမီးလောင်ပြကျတဲ့သတင်းကိုတင်ပြပေးပါမယ်။မတ်လ9ရက်နေ့နေ့လယ်16မိနစ်ခန့်တွင်ကျောက်ဖြူမြို့နယ်ကြက်တိန်အောက်ရွာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ဗုံးနှလုံးကျဲချတိုက်ခိုက်ခဲ့လို့နေအိမ်35လုံးထပ်မင်းမီးလောင်ပြကျသွားကြောင်း APM သတင်းဌာနမှဖော်ပြထားပါတယ်။ထို့အပြင်နွားတကောင်လည်းမီးလောင်သေဆုံးသွားတယ်လို့သိရပါတယ်။ အလားတူမတ်လ6ရက်နေ့တွင်ကြောက်ဖြူမြို့နယ်ဦးကင်းရွာကိုအကြမ်းဖက်စစ်ကောင်စီက drone နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တရွာလုံးနီးပါးမီးလောင်ပြာကျသွားတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီ၏ဒညဝရီရေတပ်စခန်းဌာနချုပ်ဒါယာခမဦးကင်းရွာကိုနေ့လယ်တနာရီခွဲတွင်တစ်ကြိမ်ညနေ9:15မိနစ်တွင်တစ်ကြိမ် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ထို့အပြင်မတ်လ6ရက်မနက်8:00နာရီမိနစ်50ခန့်တွင်စစ်တွေမြို့နယ်ကန်းကောကျွံရွာမှအခြေချထားတဲ့စစ်ကောင်စီတပ်ကဝါဘိုးရွာကို drone 10စီးနဲ့ပုံကျဲခဲ့တာကြောင့်ပြည်သူနေအိမ်35လုံးထပ်မင်းမီးလောင်ပြာကျသွားတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဆက်လက်ပြီးပခုတ်ကူခရိုင်ရေစကြုံမြို့နယ်ခလာရ258မှတပ်သားတအူလက်နက်နဲ့အတူအလင်းဝင်လာတဲ့တရင်ကိုတင်ပြပေးပါမယ်။ မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်ရေစကြိုမြို့နယ်ခလာရ258မှတက်သားရဲရင်အောင်အသက်23နှစ်ဟာမတ်လ9ရက်ည9:00အချိန်ခန့်တွင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖထံဆက်သွယ်၍အလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အဆိုပါတက်သားရဲရင်အောင်သည်2024ခုနှစ်နိုဝင်ဘာလတွင်စကိုင်းတရားပေါ်တွင်အကြမ်းဖက်စစ်ကောင်စီ၏တက်သားတက်စုဆောင်ခံရပြီးအတင်းအဓမ္မစစ်မှုထမ်းဆောင်ရသူဖြစ်ပါတယ်။၎င်းတက်သားပြည်သူ့ရင်ဝင်ထံအလင်းဝင်ရောက်လာစဉ် MA1 တလက်ယူဆောင်လာခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သားများအနေဖြင့်လည်းပြည်သူရင်ဝင်ထံဝင်ရောက်ခိုးလုံလိုပါက399 688 895 428တို့ယုံကြည်စွာဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစကားစာဤစစ်မှုထမ်းအပတ်စဉ်နှစ်ခေါ်ယူချိန်တွင် ပေါ်တာဆွဲခံခဲ့ရတဲ့တပ်သား၂ဦးလက်နက်နဲ့တကွအလင်းဝင်လာတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မတ်လ၂ရက်နေ့တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနအမှတ်900တပ်ရင်းတို့စကားစာရဲ့စစ်မှုထမ်းအပတ်စဉ်နှစ်ခေါ်ယူချိန်တွင်ပေါ်တာဆွဲခံခဲ့ရသောတမ66လက်အောက်ခံခလာရ1တက်ရင်မှတက်သားအောင်စရာထုံးနှင့်တက်သားတော်ရာမင်းထက်တို့အလင်းဝင်လာကြောင်းသတင်းထုတ်ပြန်ထားပါသည် ၎င်းတို့နှင့်အတူ MA3 မောင်းမြန်တလက်ကြည်ပေါက်တစ်ခုလက်ပစ်ဘုံတစ်လုံး5.56ဘာမာဂျီ24တောင်းနှင့်အတူအလင်းဝင်ရောက်လာတယ်လို့ဖော်ပြထားပါတယ်။နေပြည်တော်တိုင်းစစ်ဌာနအမှတ်901တပ်ရင်းမှရိခါနှင့်ခဲရန်လိုအပ်ချက်အတွက်စက်သိန်း200ကိုတလကြာနှိုးဆော်ပြီးအကူအညီပေးရန်တောင်းဆိုထားပါတယ်။ NUGPay, SDB, USL, စာလုံးပေးနှောင်း၊ထိုင်းအကောင့်၊ကိုရီးယားအကောင့်နဲ့နိုင်ငံအလိုက်အကောင့်များကနေပါဝင်နိုင်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရန်ကုန်မော်လမြိုင်လမ်းမကြီးကြိုက်ထူဘီလင်းလမ်းမိုင်းတွင်ရင်တန်းလုံုံရဲကင်းမုံအဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ၃ဖွင့်အရာရှိအပါဝင်၄ဦးသေဆုံးက PDF တအူးကြဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ မတ်လ6ရက်နေ့မနက်7:26မိနစ်မှမွန်လွဲ7:55မိနစ်အထိရန်ကုန်မော်လမြိုင်လမ်းမကြီးကြိုက်ထိုးဘီလင်းလမ်းပိုင်းတွင်စစ်ကောင်စီရဲ့ရင်တန်းလုံခြုံရေးကင်းမုံအဖွဲ့နှင့်ငကားဖြူစစ်ကြောင်း PDF အဖွဲ့နှင့်တပ်ရင်း8805တပ်ဖွဲ့၄တပြေညိုစစ်ကြောင်းပူးပေါင်းအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။ တိုက်ပွဲအတွင်စစ်ကောင်စီဘက်မှ၃ပွင့်အရာရှိအပါအဝင်၄ဦးသေဆုံးပြီး၄ဦးထပ်မံဒဏ်ရာရရှိက PDF ရဲဘော်တအူးမြင့်မြတ်စွာအသက်ပေးခဲ့ရသလို၂ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးချောင်းဦးကြည်ကုန်းကြီးရွာကိုအကျန်းဖက်စစ်တပ်မှလက်နက်ကြီးပစ်ခတ်မှုကြောင့်ကိုရင်တပါးဒဏ်ရာရချောင်းဦးမြို့အတွင်းဆက်တက်လေဒီများနှင့်တိုက်ခိုက်နေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ မရှိလ6ရက်နေ့မွန်လွဲ3:40မိနစ်အချိန်တွင်ချောင်းဦးမြို့နယ်မြပလဲစစ်စေးရိတ်ဂိတ်မှာအထိုင်ချထားတဲ့စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ရာချောင်းဦးမြို့နယ်ကြည်ကုန်းကျေးရွာအတွင်းသို့ကြားရောက်ပောက်ကွဲခဲ့ပြီးကိုရင်တပါးထိခိုက်ဒဏ်ရာရရှိကာဖုန်ကြီးကျောင်းပျက်စီးသွားကြောင်းသိရပါသည်။ ထို့အပြင်မတ်လ9ရက်နေ့တွင်လည်းချောင်းဦးမြို့နယ်တွင်စစ်တပ်ကစစ်တပ်လေးကြီးများဖြင့်ကင်းထောက်ခြင်းများတစ်ချိန်လုံးလှုပ်ဆောင်ခဲ့ပြီးမွန်းလွဲ7:58မိနစ်ဝန်းကျင်အချိန်တွင်စစ်တပ်လေးကြီးများပေါ်မှပြစ်ခတ်တိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးစစ်ရေးသတင်းနေဖြင့်မတ်လ၁ရက်နေ့မှ9ရက်နေ့အထိနိုင်ငံတော်၌အကြမ်းဖက်စစ်အုပ်စုကြောင့်အမျိုးသမီး၄ဦးနှင့်အမျိုးသား၁၁ဦးစုစုပေါင်း၁၅ဦးသေဆုံးခဲ့ပြီးမကွေးတိုင်းမှာသေဆုံးမှုအများဆုံးဒေသဖြစ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်းမှကောက်ယူထားသောသတင်းချက်လက်များအရ2025ခုနှစ်မတ်လ1ရက်မှ9ရက်နေ့အထိနိုင်ငံတော်အကြံဖက်စစ်အုပ်စုကြောင့်မျိုးသမီး၄ဦးနှင့်အမျိုးသား၁၁ဦးစုစုပေါင်း15ဦးတေဆုံးခဲ့သည်ကိုအမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီးထိုရေအတွက်တွင်မကွေးတိုင်းမှ12ဦးဖြင့်တေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့ဖော်ပြပါရသည်။အဆိုပါ15ဦးတွင်တေဆုံးရသည့်အကြောင်းရင်းအနေဖြင့်9ဦးမှစစ်အုပ်စု၏၄ချောင်းဖြင့်တိုက်ခိုက်မှုကြောင့်အများဆုံးတေဆုံးခဲ့ကြပြီး ၅ဦးမှာတနက်ဖြန်ပြစ်ခတ်မှုကြောင့်ဒုတိယအများဆုံးသေဆုံးခဲ့ရပါတယ်။ မရှလာ၂ရက်နေ့တွင်မကွေးတိုင်းရေစကြိုမြို့နယ်မြေစွန်းတော်ကျေးရွာအတွင်းကိုအကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များကဝင်ရောက်စီးနှင်းကာဒေသခံတချို့ကိုဖမ်းဆီးခဲ့ပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကာကျေးရွာရှိနေအိမ်များအားမီးမရှို့ရန်တားဆီးသည့်ဒေသခံများအားစစ်အုပ်စုကပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးရုပ်အလောင်းများကိုမီးရှို့ခဲ့ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းတောက်မင်းတီဟန်နဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ